အားလုံးပဲမင်္ဂလာပါနေကောင်းကြမှာချမ်းသာကြပါစေဒီနေ့မှာတော့ကျွန်တော်ကအီတလီစီးရီးယား၃ပွဲနဲ့ချန်ပီယံရှစ်ပွဲစဉ်တစ်ပွဲရွေးချယ်ထားပါတယ်ပထမဦးဆုံးအနေနဲ့ဦးတင်းနဲ့ဘိုလညာတို့ပွဲစဉ်ကိုပွဲချုပ်တောင်းတပေးပါမယ်ဒီပွဲမှာဇင်မာတော့ဘိုလညာအတန်တလုံး80နိုင်ဂူပေါင်းကြီးကနှလုံး90ရှုံးဆိုမှစတင်ကြီးတွေပေးထားတာတွေ့ရပါတယ်ဒါဦးဒီနဲ့အတင်းရနောက်ဆုံးဆော့ထားတဲ့၅ဘွဲကိုကြည့်မယ်ဆိုရင်နိုင်ဘွဲမရှိဘူးเนาะဒါရှောင်းထားတာ၅ဘွဲရှိရပါတော့ဒီ ီ9ဘက်မှာဆိုရင်ရကိုတကူပဲရှိရပေးဖို့10ခုတောင်ရှိတယ်ပေါ့ဗျာတော်တော်လေးအားနည်းနေရတွေ့ရတယ်ဘောလညာအတင်းအောင်ကြည့်မယ်ဆိုရင်တော့ဘောလညာရဲ့နောက်ဆုံး9ဘက်မှာဆိုရင်3ဘက်နိုင်တစ်ဘက်တည်းတစ်ဘက်ရှုံထားတယ်ပေါ့နော်ရကို8ခုရထားပေးဖို့3ခုပဲရှိရပေါ့နော်ဒါဘောလညာရဲ့ခံစစ်တော်တော်လေးတည်ငြိမ်နေတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အတိပလအနေထားကိုကြည့်မယ်ဆိုရင်လည်းဒါဦးလေးနှစ်ကတော့ကျွန်တော်အစဉ်ဆက်နှစ်မှာရှိတယ်တိုင်းမစင်တော့ဘူးရမ40ပေါ့နော် ဘောလုံးညာအတင်းကတော့ထပ်ပြီးကြိုးစားမယ်ဆိုရင်ကျွန်တော်ချန်ပီယံလေးဝင်ခွင့်တနေအောင်မျိုးလင်းလုံးရသေးတယ်ပေါ့နော်ဒီနေ့တင်းရဲ့ပထမအကြော်တော့ကတော့1-1ဆိုတဲ့ရလာနဲ့ပြီးဆုံးထားတယ်ပေါ့နော် head to head အနေထားကိုကြည့်မယ်ဆိုရင်လည်းဘောလုံးညာအတင်းကကျွန်တော်ဒါနှစ်ချိန်နိုင်ထားတယ်ဒီချိန်ကတော့ဦးတင်းနဲ့နိုင်ပြီးနှစ်ချိန်ကတည်ကြီးကြထားပေါ့နော်ဒါပေမဲ့ဒီ head to head ၅ချိန်မှာဆိုရင်၃ချိန်တိတိဦးတင်းနဲ့ကပေါ့နော်ကျွန်တော်ဒါအတားအဆီးယူထားတယ်ပေါ့ဗျာလက်ရှိကျွန်တော်ဒါနိုင်ဂျီးရီးယားနဲ့တွက်ထားတာတော့ဦးတင်းနဲ့က20နှစ်ဘောလုံးညာ54ဆိုမှတွက်ထားတာတွေ့ရတယ် wines web ပေါက်ကြီးကိုကြည့်ရမယ်ဆိုရင် wines to os မှာဖွင့်ထားတယ်ကျွန်တော်တို့မိနစ်60အတွက်တော့မှဖြစ်မဲ့ body j ကိုကြည့်မယ်ဆိုရင် udine အတင်းက၄ဇာခွဲတရေကို၃ဇာခွဲပေါ့နော်ဘူလောညအနိုင်ကို1.80ဆိုမှာပေးထားတယ်ပေါ့နော်မိနစ်60အတွက်တော့မှအနည်းဆုံးနှလုံးကနေတောင်းလုံးကြာပြီးဖြစ်မယ်ဆိုရင် j ကိုဖွင့်ထားတယ် udine အတင်းကတစ်လုံးတော်တော်တော်လေးရုံးကန်ရမယ်ဆိုရင် j ကိုဖွင့်ထားပါနော်ဘူလောညအတင်းကတော့အနည်းဆုံးတစ်လုံးကနေနှလုံးထိရမယ်ဆိုရင် j ကိုဖွင့်ထားတယ်ပေါ့နော် ဒီပွဲစဉ်မှာတလုံး89ဆိုတော့ဘိုလော့ညာခြေအောင်ဘိုလော့တော်တော်လေးခက်ခဲမဲ့ခြေမျိုးတော့ဖြစ်နေတယ်မှန်တယ်ပေါ့နော်ဘိုလော့ညာဂျာရက်မှာလည်းကျွန်တော်ဒါကိုပိုက်အီတလီယာပေါ့နော်အမ်ပိုလီနဲ့ဆော့ထားရပေါ့ဗျာဘလိုပဲနေနေပါဒီပွဲစဉ်မှာကျွန်တော်2မျိုးရွေးချယ်ပေးမယ်2မျိုးကတော့ဂိုးပေါင်းအောက်ကိုကျွန်တော်အဓိကကြိုက်တယ်ဂိုးပေါင်းအောက်ဘော်ဒီမှာတော့ကျွန်တော်ဘိုလော့ညာပေါ့နော်ပါပါလေးရိုက်ကြည့်ပေါ့ဗျာလက်ရှိခြေစွမ်းနဲ့ဆိုတော့ဘိုလော့ညာပဲတားတယ်ပေါ့ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဗီရိုနာနဲ့ကက်ကရီယာရီတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် ဒီပွဲစဉ်ကကျွန်တော်ဇယအနေထားကိုကြည့်မယ်ဆိုရင်လည်းဇယအနေထားမှာဆိုရင်ဗီရိုနာအဆင့်74 30နမကကရိယာဒီအဆင့်76ရမှ30ရထားတယ်ပေါ့နော်ပထမအချက်ဒီနဲ့တင်းဆော့ခဲ့တဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ကကရိယာတွေက1စီးနဲ့နိုင်ထားတယ်ပေါ့နော်လက်ရှိဗီရိုနာရဲ့ကရပ်ဖောင်5ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ဂိုးသွင်းအားနည်းတယ်ခံစစ်ကိုဦးစားပေးတယ်တိုက်စစ်ကဂိုးသွင်းမှုဂိုးမရနိုင်မှုဖြစ်နေတာပေါ့နော်အဓိကဘိုးမောင်းကိုသူကဘယ်လိုပြောမလဲ လုံးဝခံစက်ပဲဥတီပြီးဆော့နေတာပေါ့နော်ကကရိယာတွေကိုကြီးလိုက်မယ်ဆိုရင်ကကရိယာတွေကနောက်ဆုံး၅ဘွဲကိုကြီးမယ်ဆိုရင်အိမ်ကွဲမှာတော့တပွဲနိုင်ထားတယ်ပေါ့နော်ဒါအဝေးဝန်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ကျွန်တော်ဒါ Inter 31နဲ့ရှုံးတယ် Roma 1-0နဲ့ရှုံးထားတာတော့တွေ့ရတယ်ပေါ့နော်ဒီ၅ဘွဲမှာဆိုရင်တွေ့ရ Twin ကိုကလည်းဒါကျွန်တော်၅ခုရှိရပေါ့နော်ပေးကူက6ခုရှိတယ်ပေါ့နော်တိုက်စစ်လေးကတော့မဆိုးပါဘူးခံစက်ကလည်းဘာမှမထူးဘူးပေါ့နော် head to head အနေထားတွေကိုကြည့်မှဆိုရင် head to head နောက်ဆုံး၅ချိန်ကိုကြည့်မှဆိုရင်တော့ကျွန်တော်ဒါဗီရိုနာအသင်းကပေါ့နော်၂ချိန်နိုင်ထားတယ်ကက်ကရီယာတွေက၃ချိန်နိုင်ထားမှာ၂ချိန်ကတော့တည်ကြထားတယ်လက်တွေ့ရတော့နော်ကိုပေါင်းအောက်ကိုအများအဖြစ်ကြရတယ်ပေါ့နော်အခု body ကြီးကလည်းဗီရိုနာက level 30နဲ့ကိုပေါင်းကြီးကနှလုံးတည်ရေဆိုတော့ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဒီနဲ့သင်ရဲ့နိုင်ခြေရာတော့မှာတော့ဗီရိုနာက39ကက်ကရီယာတွေက37ပေါ့နော်ဝမ်းဆက်ပေါက်သေးတွေကိုကြည့်မှဆိုရင်ဝမ်းဆက်မှာဖွင့်ထားတဲ့ wants to ask ကိုကြည့်မှဆိုရင်ဘီရောနာအနိုင်ကို၃ဇတရီကို၃ဇကကရိယာနေအနိုင်ကို၃ဇခွဲဆိုမှပေးထားတာတွေ့ရတာပေါ့နော်မိနစ်60အတော်တွန်းမှနှစ်သိန်းပေါင်းဖြစ်မှဂူပေါင်းကြည့်ရအနည်းဆုံးနှလုံးလောက်တော့ဖြစ်မှဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဘီရောနာအတင်းနဲ့တစ်လုံးလောက်တော့ရသွားနိုင်တယ်ကကရိယာတွေလည်းတစ်လုံးလောက်ပဲရသွားနိုင်တယ်ပေါ့နော်ဒီပွဲစမှာနှလုံးသိရေပေါ့နော်ကျွန်တော်တို့ဒီပွဲစီ1011အဲ့လိုပဲမှန်းထားတာပေါ့နော်1011ဖြစ်ဖို့များတယ်ပေါ့နော် ဒီပွဲစဉ်မှာကျွန်တော်ကဂိုးပေါင်းအောက်ကိုပဲကြိုက်ပါတယ်ဂိုးပေါင်းအောက်အောက်ကိုကြိုက်တယ်ဘော်ဒီမှာတော့ဒါပပလေးပေါ့နော်ဗီရိုနာဘော်ဒီရိုက်ချီပေါ့နော်ပပလေးဗီရိုနာဘော်ဒီကြိုက်တယ်ပေါ့နော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့လာစီယိုနဲ့ပါမာရိုရဲ့ပွဲစဉ်ဖြစ်တယ်လာစီယိုကတလုံး30ရှုံးဂိုးပေါင်းကြီးကတလုံး60နိုင်ဆိုမှပေးထားတယ်ပေါ့နော်ဒီနဲ့တင်းရဇေယအနေထားကိုကြည့်မယ်ဆိုရင်လာစီယိုအဆင့်8 58မှတ်ပါမာအဆင့်15 30နဲ့တမတ် ဒီနှစ်တင်းရဲ့ဇယအနေထားကိုကြည့်မယ်ဆိုရင်လာဇီဝကအဆင့်89မှာပါမကအဆင့်35 32မှာပေါ့နော်ပါမအတင်းကအခုလက်ရှိကာရဖုန်တော်တော်လေးကောင်းနေတာတွေ့ရတယ်ပေါ့နော်လာဇီဝအတင်းရဲ့ဒီနှစ်တင်းရဲ့ပထမအကြောကိုကြည့်မယ်ဆိုရင်ပါမအတင်းက31ဆိုတဲ့ရလနဲ့သူ့အိမ်ခွဲမှာနိုင်ထားတာတွေ့ရတယ်ပေါ့နော်လက်ရှိလာဇီဝအတင်းရဲ့ကာရဖုန်5ပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့နှစ်ပွဲနိုင်နှစ်ပွဲတည်တပွဲရှုံတာအင်းဝေးခွဲမှာပေါ့နော်ဒါကျွန်တော်ဘောလုံးညာကိုဖိုက်စည်းနဲ့ရှုံထားတယ် အင်ကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒါနိုင်ွက်မရသေးဘူးပေါ့နော်ဒါတိုရီနို11ဆော့ထားတယ်ပြီးလို့ရှိရင်ရိုမာ11ဆော့မှဆော့ထားတာတွေ့ရတာပေါ့နော်ပါမအတင်းရလက်ရှိကာရာဖောင်ကိုကြည့်မယ်ဆိုရင်နောက်ဆုံး6ပွဲဆက်လုံးဝမရှုံးထားဘူးပေါ့နော်ဒါအဝေးကွင်းမှာဆိုမွန်ဇာ11ဆော့ထားတယ်ဘီလိုနာကိုဇီဇီဆော့ထားတယ်ဖီယိုရင်တီနာကိုဇီဇီဆော့ထားပါပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်ကတော့ဂျူဗင်တက်ကို1ဆီဆိုတာရလာနေနိုင်ထားတာတွေ့ရတယ်ပေါ့နော် head to head အနေထားတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနှစ်သင်းအများအားတွေ့တိုင်းကျွန်တော်တို့ဒါလာစီရောအသင်းကတော့ အတာစီရထားတာတွေ့ရတယ်ဗောနော်လာစီယို၄ချိန်နိုင်တယ်ပါမတစ်ချိန်နိုင်ထားတာတွေ့ရတယ်နိုင်ဂျီယာနှောင်းမှာတော့လာစီယိုက69ရာခိုင်နှောင်းဆိုမှပေးထားတာတွေ့ရတယ်ဗောနော် once to os မှာကြီးမှဆိုရင်တော့လာစီယိုအနိုင်ကို1.40တရေဝန်5ဆပါမအနိုင်ကို8ဆတောင်ပေးထားတာဗောနော်မင်းက60အတော်တမအနည်းဆုံး3လောင်းလောက်ထိရောက်မှာဆိုတော့ကြီးလို့ဖွင့်ထားတယ်မင်းက60အတော်အတွင်းမှာကျွန်တော်တို့ဒါလာစီယိုအတင်းအနည်းဆုံး9လောင်းလောက်တော့ထည့်မှာဆိုတော့ခြေဖွင့်ထားတယ် ပါမတဲ့တော့တလုံးလောက်တော့ရပါမယ်ဆိုတော့ခြေဥပန်းတာဗောနောဒီပွဲစဉ်မှာကျွန်တော်ဗောနောဂိုးပေါင်းအောက်ပဲကျွန်တော်ကြိုက်တယ်ဗျာဂိုးပေါင်းအောက်နဲ့ပါမဘော်ဒီကြိုက်တယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Lit United နဲ့ Brestol လို့ရပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ဘော်ဒီကြီးကတော့ Lit United တလုံး30နိုင်ပြီးတော့ဂိုးပေါင်းကြီးကတလုံး80နိုင်ဆိုမှဖွင့်ထားတယ်ဗောနောကျွန်တော်ဇယားမှာကြည့်လိုက်ဗျာ Lit United က94မှတ်ဗောနောဘန်လီကတော့နိုင်သွားပြီဆိုတော့98မှတ် ဒီနဲ့တင်းရဘယ်လိုပြောမလဲဂိုးရလက်ပေါ့နော်ဒါပေးကူနဲတာပေါ့ဗျာဘန်လေးကပေးကူနဲတော့သူကတေဘယ်လေးထိတ်မှရောက်နေတာတကယ်တမ်းတွင်းကူကလစ်ယူနိုက်တက်က80နဲ့ပူကူတော်ရှိတယ်တွင်းကူကဘန်လေးထက်ပိုများတယ်ဒါဘန်လေးကခံစက်ကပိုကောင်းတယ်ပေါ့နော်55ဘွဲဆော့ပြီးတဲ့အချိန်မှာတော့မှ55ဘွဲပေးထားတယ်ပေါ့နော်ဒီလိုအခြေအနေတွေကြောင်းပါဒါဒီပွဲအောင်နိုင်မယ်ဆိုရင်ရမတူသွားမယ်ပေါ့နော်ဒါဂိုးကွာချချက်နဲ့အပွားအဖြစ်နေမယ်ဒါကျွန်တော်နောက်ဆုံးပွဲကိုကြည့်ရမယ်ပေါ့ဗျာပွဲစဉ်46နောက်ဆုံးပွဲစဉ်ပေါ့နော် so ဒီနဲ့တင်းရဲ့ပထမအကြောက်ကိုကြည့်မယ်ဒီနဲ့တင်းရဲ့ပထမအကြောက်ကိုကြည့်မယ်ဆိုရင် Brastol ကွင်းမှာဇီးဇီးကျထားတာတွေ့ရတယ်လက်ရှိ Lit United ရဲ့ Carabao ကြည့်မယ်ဆိုရင်တော့၄ဘွဲ့9တဘွဲ့3ရေပေါ့ဗျာဒါအင်ဝင်ပွဲစဉ်တွေမှာဆိုရင် Preston ကြီးရှုံးနေပေါ့နော် Stoke ကိုတော့စစ်စည်းနဲ့နိုင်ထားတာတွေ့ရတယ် Brastol ရဲ့လက်ရှိ Carabao ကိုကြည့်မယ်ဆိုရင်သူရဲ့ခြေစွမ်းတွေကမငြိမ်ဘူးဒါပေမဲ့ဂိုးတစ်ခုတော့တွင်းနိုင်တဲ့အသင်းဖြစ်တယ်ဆိုတော့မြင်ရတာပေါ့နော် ဒါအဝေးခွင်းပွဲစဉ်တွေမှာဆိုရင် QPR ကိုတရေကျတယ်လူတန်ကိုရှုံးတယ်ဗောနော်အဝေးခွင်းနဲ့တိတ်မကောင်းဘူးဗောဗျာအဝေးခွင်းနဲ့ညံ့တဲ့ထဲမှာပါတယ်ဗောနော်နောက်ဆုံး၄ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့အတင်းလည်းဖြစ်တာတွေ့ရတယ်ဒီပွဲစဉ်မှာနိုင်ဂျီယာနောက်မှာတော့ Leeds United က40ခွင့်ရာခိုင်နောက်ဗောနော် Leeds United ဒီပွဲစဉ်ကိုဘလို့မဆိုနိုင်အောင်ဆော့လာမယ်ဗောနော်ဆော့လာဖို့များပါတယ်ယုံကြည်မိပါတယ်ဒါ wise to osma ကြီးမှာဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာ Leeds United အနိုင်ကို1.60တရေကို၄ဇ restore လာနိုင်အောင်၅ဆပေးထားတယ်ပေါ့နော်မိနစ်60အတော်တွင်းမှာဖြစ်မဲ့တင်ပေါင်း9ပေါင်းကြီးအနည်းဆုံး3လုံးထိရောက်မှာဆိုတော့ခြေကိုဖွင့်ထားတယ် lead united ကတော့အနည်းဆုံး1လုံးလောက်တော့ရမှာပေါ့နော် restore လက်1လုံးလောက်တော့ရရှိနိုင်တယ်ဆိုတော့ခြေတွေဖွင့်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော် lead united နဲ့9ပေါင်းအပေါ်ကြိုက်တယ်ဗျာဆိုတော့ဒီနေ့ကျွန်တော်ရွေးချယ်ထားပေးတဲ့ပွဲစဉ်တွေကတော့ဘိုလောညာနဲ့9ပေါင်းအောက်ဗီရိုနာနဲ့9ပေါင်းအောက်လာဇီယိုပါမာပေါ့နော်ပါမာနဲ့9ပေါင်းအောက် ပြီးရင် Leeds United နဲ့ Bristol ဆိုရင် Leeds United နဲ့ goal ပေါင်းပေါ်ပေါ့နော်ဒီပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ထားပေးတယ်ပေါ့နော်မနေ့ကတော့ကျွန်တော်မအားလို့ဘောလုံးမမလုပ်ဖြစ်တာပါညကတော့အလုံးအဆင်ပြေကြပါသေးဘောလုံးပွဲတွေလည်းပေါင်းကြပါသေးပေါ့နော်တကယ်လို့ကျွန်တော်ရွေးချယ်ထားပေးတဲ့ပွဲတွေကတရက်ကြိုပြီးဗီဒီယိုလုပ်ထားတယ်ဆိုတော့ထို့ဖို့အဆင်မပြေဘူးဆိုရင်အားပေးတဲ့အနေနဲ့ကြည့်ရှုပေးပါလို့အားပေးပါ like subscribe comment လေးတွေပေးကြပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ် good night